ပေါ်လာမျိုးတွေအားလုံးပဲဒီနေ့မနေ့ရဲ့ဗီဒီယိုအစားလေးမှာကတော့အမေစုကိုရွေပြီးတော့ရေးဆက်ထားပြီးတော်တော်လေးကိုမှဖြစ်เสียကောင်းတဲ့ပြီးဆိုမူလေးနဲ့တူတော်တော်လေးကိုမှသချင်းရဲ့အတိတ်ပဲပြည့်စုံနေတဲ့80ချစ်တယ်ဆိုတဲ့သချင်းလေးနဲ့စတင်မျိုးဖွင့်လိုက်ပါတယ်အကြည့်ရသေးတဲ့မျိုးတွေပဲဖြစ်ကွန်မန်နာဆင်ရသေးတဲ့တော်လန်မျိုးတွေပဲဖြစ်ဖြစ်နားဆင်ပြီးတော့တော်လန်မျိုးတွေဖြစ်ဖြစ်ဘယ်နှစ်ခါနားဆင်ဆင်မရိုးနိုင်တဲ့အမေစုအတွက်ဆူတောင်းလေးဖြစ်တဲ့အတွက်အားလုံးပဲနားဆင်ရင်လည်းဆူတောင်းမှုလေးတွေပြုလိုက်ကြအောင်ဗျာ ုံမြော်နေသည်အကုံမြော်နေသည်မေမေ Sama Buddha Tang Sumyang မျိုးတွေအားလုံးပဲငလင်ပေးတဲ့မေးပေးတာမှာအများဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျီရိုဗော်လူရှင်ရေရှင် channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးရေရှင်မလို့သွားပေးပြီးခင်ဗျာတော့ယနေ့ဒေါ်လာ21ရက်နေ့ရယ်စနေနေ့မနက်ပိုင်းချိန်နောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးထပ်မံတောင်းဆိုလိုက်ပါတယ်ပရောင်းဆုံးနေနေ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုယူစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်အီရိုစီကတည်ယူထားဒီမှာဒီနေ့မှဆိုရင်1600နှစ်ရက်ရှိပြီဖြစ်ပါတယ်1600နှစ်ရက်လုံးပြည်သူတွေအားလုံးကဆိုရင်ကြောင်းကြမှုတွေနဲ့ ပြိနေခမ်းမှုတွေကြားမှာရှိနေရဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးပဲမိမိတို့ရဲ့နေစရာနေရာတွေမှာတော်လန်ရေးကိုထောက်ပို့ကြဖို့လည်းဒီညကနေပြီးထက်မှန်ပြေးလိုက်ပါတယ်။ဒေါက်တာတင်းပုတ်နေရတော့တော်တော်လေးကိုမှဒီနေ့မှာတော့အရသာရှိတဲ့တင်းပုတ်ပါ။ဘာလို့လဲဆိုတော့တရက်တာတွင်စေခွေးသေးစုံမှုစင်းမှာတော့သခိုင်းပြီးနဲ့ကြောက်ဖြူမျိုးနဲ့မှာအကောင်50စခိုင်းတိုင်းပလဲမျိုးနဲ့မှာအကောင်40တိုင်းတိုင်းရင်းမှာပဲမျိုးနဲ့မှာ၄ကောင်တိုင်းတိုင်းခန်းနီးမျိုးနဲ့မှာတအူးကတော့လင်းဝင်ရောက်ခဲ့ပြီးတော့ဘကိုးတိုင်းတောင်ကမျိုးနဲ့မှာ၅ကောင်ဘကိုးတိုင်းရွှေကျင်မျိုးနဲ့မှာ၃ကောင် န္တလီတိုင်းတောင်တာမြို့နယ်မှာနှစ်ကောင်နဲ့တအူးကိုတော့ရှင်မိခဲ့ပြီးအကွေးတိုင်းချောင်းမြို့နယ်မှာတကောင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာတအူးလင်းဝင်ရောက်ပြီးအနည်းဆုံး၁၈ကောင်တိရဲ့တွင်ထိဆုံးခဲ့ကြောင်းသိရှိရပါတယ်။မကွေးတိုင်းစလင်းမြို့မှာရှိတဲ့အချမ်းပတ်စစ်ကောင်စီတပ်သားများတဆွဲထားတဲ့ဖေအိုရုံးပါဝင်နေရာလေးကိုအဲ့ရက်ဆက်တိုက်ဝေထိန်မိုင်းနေပြီးပေါက်ပွဲတိုက်ခိုက်ခဲ့ကြောင်းပြည်သူညီနောင်စလင်းဖွဲ့ကတာဝန်ခံတွေကပြောထားပါဗျာ။ ဒဲမျိုးမှာရှိတဲ့ကျမ်းပါစစ်ကောင်စီတပ်သားများတဆွဲထားတဲ့အထွေထွေအုပ်ချုပ်ရေးရုံးနဲ့စီပင်ရုံးတို့ကိုတော်လိုင်းကြီးရဲဘော်များကအပြင်းစားမိုက်နေတဲ့ပေါက်ကတက်ခဲ့ကြတာဖြစ်ပါတယ်။ဒဲမျိုးမှာရှိတဲ့ကျမ်းပါစစ်ကောင်စီတပ်သားများတဆွဲထားတဲ့ပြန်ကြားရင်းနဲ့ပြည်သူဆက်ဆံရေးရုံးနဲ့မိသက်ရုံးတို့ကိုလည်းတော်လိုင်းတဖို့ဝင်တွေကရွှေထွက်မိုင်းနေတဲ့ထက်မှန်ပေါက်ခွဲတက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အကိုတန်းရွှေကျင်မြို့နယ်ရွှေကျင်တန်စိတ်ကားလမ်းဘိုက်မှာကျမ်းပါစစ်တဲ့ရိခါပုစစ်ကြောင်းကိုကင်းမုံယူပေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုတက်ခဲ့ကြရမှာတော့စစ်သား၃ဦးပွေချင်းပြီးွားကြောင်း Fire Dragon စစ်ကြောင်းတာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။ရွှေချင်းမြို့နယ်ရွှေချင်းတန်စိတ်ကားလမ်းပိုင်းမှာအချက်မဲ့စစ်ကြောင်းဟာရှမ်းပြည်မှာဂိတ်မှာစာပြီးနေရုံတန်းရွာများထိကားလမ်းတစ်လျှောက်လမ်းကင်းယူ၍ရိတ်ခါပို့ဆောင်နေကြောင်းသိရှိရခြင်းကြောင့် Fire လုဆောင်ကြောင်းထုတ်ပြန်ထားတာကိုတွေ့ရှိရပါတယ်။အဲဒီချက်မဲ့စစ်တဲ့စစ်ကြောင်းကိုအင်္ဂနီရုံတန်းကြေးရွာကားလမ်းဘေးမှာကင်းမုံဝေးရေလုံခြုံရေးပေးနေတဲ့ချက်မဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရှိရပါတယ်။သူတို့ရဲ့လင်းဝင်တဲ့ဗိုလ်မှုတွေဗိုလ်ချုပ်တွေဗိုလ်ယူတွင်ဖက်နေအောင်တနေမယ်ဆိုပဲ။ငါမပြောလို့ ုကငါသားတို့ကမှားနေတယ်ကွာနော်မှားနေတာကိုသိတာမင်းတို့ငါ့ထက်ပညာအများကြီးတတ်ပါတယ်ကွာနော်မင်းတို့နဲ့ငါတို့တက်မလို့ရေးကြားမှာခုကန်ခုဒုံနော်ကြားရဲရနေမစီမဆိုင်သေးပြနေရတာပြည်သူဖြစ်နေတယ်ရှင်းလားငါအဲ့တကားပြောလို့မင်းတို့ကပြောအောင်မင်းတို့ပြည်သူရှိရနေမှာမင်းတို့မပြစ်နဲ့လေကွာဆိုမင်းတို့ကပြည်သူရှိရနေမှာလာပြစ်လို့လားမင်းတို့တနေ့ပြစ်တာလीနော်ဘာလဲငါတို့ရင်ကော့ခံပေးရမှာလားအေးငါတို့ရဲ့လေးချင်ရေးစောင့်ပုတ်ကမဟုတ်ဟွန်း ရေးထားပြီးသားเนาะရန်သူအာတက်ရန်တဲ့ဟွန်းเนาะကိုယ်လာပြတဲ့ရန်သူမှန်တယ်မြောက်ချိန်မုံးနိုင်ရမယ်နောက်တစ်ခုပြောပြပြရသေးရပါကောဒီလိုကောင်မိလို့ကတော့မှတ်ထားပါလိမ့်ခင်ဗျာကိုကြောင်မယ်เนาะမင်းတို့ကလွတ်လပ်ရေးလိုချင်လို့เนาะစစ်တိုက်ခဲ့တာမဟုတ်တဲ့အတွက်မင်းတို့ကနိုင်ငံကိုခုလုံးလုတ်ပြီးတော့စစ်ကိုကစားခဲ့တာပတ်စံရှာနေတာမင်းတို့ UNG အစိုးရဘာမှလဲမင်းတို့ UNG အစိုးရကဘယ်မှလဲ ဒါလေးပဲပြောမယ်ဟုတ်လားမင်းနူကထိုးချွေးခံတတ်တတ်ပဲအန်ယူကြီးအစိုးရတော်တော်မင်းနူကကုန်တုံးလို့ပဲစွပီလှုပ်လိုက်တာငါဒီစကားပြောရင်ငါမယိုင်းနဲ့ငါယိုင်းသွားတယ်အားလုံးတောင်းမယ်ပြည်သူတွေလည်းတောင်းမယ်ဟုတ်လားမင်းနူကကုန်တုံးတတ်တတ်ပဲအချိန်တန်မင်းတို့တဘာမှအာမခံချက်မရှိဘူးနော်မင်းတို့မေးဘူးလားမင်းတို့ရဲ့ဘဝအာမခံချက်အတွက်မေးဘူးမို့လားမင်းတို့ကလူငယ်စိတ်နဲ့တနက်ကံပြီးစိတ်တိုက်ချင်တာလောက်ပဲတည်တယ် အဲ့အတွေးလေးတွေနည်းနည်းလေးရှော့လိုက်ဟုတ်ပြီနော်ဒါလေးတို့မင်းတို့ကြည့်ပြီးတနာလာတက်မတော်ကတော့နော်တယောက်သွားရင်နောက်တယောက်လာမယ်ဒီကောင်မကောင်းရင်ဒီကောင်ဖြုတ်ပလိုက်မယ်တယောက်သွားတာမဟုတ်တစ်ခွက်လိုက်ကြီးသွားတာတစ်ခွက်လိုက်ကြီးသွားတာနောက်ဘွားကိုနောက်တယောက်မလာခင်မှာနောက်တစ်ခွက်ရောက်လို့တက်နောက်တယောက်နောက်တယောက်မလာခင်မှာနောက်တစ်ခွက်နောက်တစ်နောက်တစ်ခွက်တယောက်တယောက်သွားတာမဟုတ်ဘူးတယောက်သွားရင်တယောက်လာတာမဟုတ်ဘူးတစ်ခွက်လိုက်ကြီးသွားနေရနောက်ဘွားကိုမင်းတို့ကောင်လေးက နောက်တစ်ယောက်ဝင်လာမယ်อืมဒီနေရာမှာအရေးကြီးဆုံးစကားတစ်ခုပြောဦးမယ် DSC ចောင်းဆင်းလာတာ၅နှစ်၃နှစ်၅နှစ်လောက်တက်ခဲ့တယ်ကွာတက်ခဲ့ပြီးတော့အရာရှိတွေအရာခံကြီးဖြစ်သွားပြီးကမှอืมမင်းတို့ကပတ်စံရှာဖို့စစ်တပ်ထဲကိုဝင်လာတာလားဟမ်နိုင်ငံကိုချစ်လို့စစ်တပ်အဖြစ်ခံယူပြီးနိုင်ငံအတွက်ဝင်လာတာလားစီဒီအန်လောက်သွားတဲ့ကောင်တွေရော လက်ရှိပေါ့နော်မင်းတို့အဖမ်းအမလာပြီးတော့အလင်းဝင်တယ်လို့ပြောတဲ့ကောင်လေးရောအဲ့ဒီအရာရှိတွေကိုလေအခုချိန်ပြန်ပြီးစောက်ခုတ်ကိုတက်နေမှာရှင်းလားငါလိုရဲပေါ်ကစောက်ခုတ်ကိုတက်နေမှာဘလမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာလေးကတော့39နှစ်ကြာတဲ့အထိဒီမိုဒစီမေယာသေးတဲ့နေသားတစ်ခုမှာအဲ့လေသုံးသက်ဝေဖန်ပေးထားလို့မျှဝေပြလေးချင်းဖြစ်ပါတယ်ကြည့်ရသေးတော်လမျိုးတွေအားလုံးပဲကျွန်တော်လည်းကြည့်တော်ရရပါတယ်ကျွန်တော်နိုင်ငံရဲ့ဒီမိုကရေစီရေးတိုက်ပွဲတနည်းအားဖြင့် စစ်ကောင်းဆောင်တွေကြောင့်ဆုံးရှုံးခဲ့ရတဲ့ဒီမိုကရေစီကိုပြန်ရဖို့လှုပ်ရှားမှုဟာ1988ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကနေတွက်ကြည့်မယ်ဆိုရင်နှစ်ပေါင်း39နှစ်ရှိသွားပါပြီ။ဘာလို့လောက်လောက်ကြာနေတာလဲ။ကျွန်တော်နိုင်ငံရဲ့ဒီမိုကရေစီရဖို့လှုပ်ရှားခဲ့တဲ့ပုံစံတွေကိုပြန်လေ့လာကြည့်ပြီးအဖြစ်စူးစမ်းတိုက်ပွဲဝင်ကြတဲ့အခါဘယ်တော့မှမလွယ်သလိုဒီမိုကရေစီအတွက်ဖော်မြူလာဆိုတဲ့ပုံသင်နည်းတက်တက်မှတ်မှတ်တည်တည်ချာချာလည်းမရှိပါဘူး။ ိုင်ငံများစုကနိနာတခုတည်းမကတုံးကြပြီဒီမိုကရေစီကိုတည်ဆောက်ဖို့ကြိုးစားကြပါတယ်။အောင်မြင်တာတွေကြာရှုံးတာတွေရှိသလိုရှင်မတိုးနောက်မဆုတ်တန့်နေတာတွေလည်းတွေ့ရပါတယ်။ကျွန်တော်နိုင်ငံဆိုရင်တော့နောက်ကျောင်းပြန်လှည့်ခဲ့တာ။ဆိုတော့ဒီမိုကရေစီအရေးတိုက်ပွဲဝင်တဲ့နိနာတွေကိုကြည့်ကြည့်ရအောင်။ကျွန်တော်နိုင်ငံမှာ ီမိုကရေစီအတွက်အကြီးမားဆုံးစတင်တိုက်ပွဲဝင်ခဲ့တာကတော့1988ခုနှစ်ပါချီလီလုံးရေးတော်ပုံကတော့ပြပပါဝါလို့ခေါ်ရမယ်လူလူအုံကြွမှုနိလန့်ပါဒီမိုကရေစီတိုက်ပွဲတွေမှာခေတ်တိုင်းနိုင်ငံတိုင်းဒီပုံစံနဲ့ဆက်လက်ရှိပါတယ်လူလူအုံကြွမှုပုံစံကအာဏာရှင်အစိုးရတွေကိုပြောင်းလဲပြစ်နိုင်သလိုပြုတ်လဲပြုတ်ကျစေနိုင်ပါတယ် ကျောင်းသားတွေကစတင်ပြီးပြည်သူတရလုံးပါဝင်ခဲ့တဲ့ဒီ88ရေတော်ပုံကြီးဟာအပါဒီအနာရှင်အစိုးရရန်နေရာတစ်ခုလုံးကိုရပ်တန့်ပစ်ခဲ့ပါတယ်။စစ်ကောင်းဆောင်ဘူနေဝင်းနဲ့အစိုးရတစ်ဖွဲ့လုံးဆင်းပေးခဲ့ရပြီးသူ့ရဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကိုလည်းဖျက်သိမ်းခဲ့ရပါတယ်။ဒါပေမဲ့စနစ်ကြီးတစ်ခုလုံးကိုတော့ညီလံမပစ်နိုင်ခဲ့ပါဘူး။ဒါကမြန်မာရဲ့ပထမလူလူအုံကြွမှုပါ။အလားတူကြီးမားတဲ့ဒုတိယအကြိမ်လူလူအုံကြွမှုကြီးကတော့2021 မျိုးဥတော်လှန်ရေးပါပဲအနာသိမ့်မှုကိုစန့်ကျင်ပြီးဒီမိုကရေစီပြန်ရဖို့တိုက်ခဲ့တဲ့ဒီမျိုးဥတော်လှန်ရေးလဲစစ်တပ်ရဲ့ရဲရဲစက်စက်ပြုခွင်းနေနေမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်အခု၄နှစ်ကျော်ကြာတဲ့အထိလဲစစ်တပ်ကပြည်သူတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်နေတုန်းပါပဲဆိုတော့ကောက်ချက်ချကြည့်ရရင်လူမှုရေးတော်ပုံနီလန်းကအခုအထိကျွန်တော်တို့နိုင်ငံမှာဒီမိုကရေစီကိုဆောင်ကျဉ်မပေးနိုင်သေးပါဘူးအကြောင်းကတော့စစ်ဘုတ်ချုပ်တွေကပြည်သူတွေရဲ့ဆန္ဒကိုအလေးမထားပဲ ရရဆက်ဆက်ဖိနှိပ်တဲ့အတွက်ပါဒါပေမဲ့ဒီလိုလူလူအောင်ကြွမှုတွေနဲ့ဒီမိုကရေစီတကားကိုဆွဲဖွင့်နိုင်ခဲ့တဲ့နိုင်ငံတွေကဘာမှရှိပါတယ်88ရေတော်ပုံတဲ့တနှစ်နောက်ကြပြီး1989ခုနှစ်မှာဥရောပအလဲပိုင်းကချက်ကိုစလိုဗက်ကီးယားနိုင်ငံအခုတော့ချက်သမ္မတနိုင်ငံမှာ Zather Revolution ဂရီဘာတော်လှန်ရေးလို့အမည်တွင်ခဲ့တဲ့ဒီမိုကရေစီရေးဆန္ဒပြပွဲဟာတရင်တစ်ပတ်လောက်ပဲကြာခဲ့ပါတယ်အဲ့ဒီလူထုအုံကြွမှုက နှစ်ပေါင်း40ကြာအုပ်ချုပ်ခဲ့တဲ့အာဏာရှင်ကွန်မြူနစ်စနစ်ကိုဖြုတ်ချနိုင်ခဲ့ပါတယ်။အဓိကတော့အုပ်ချုပ်သူအာဏာရှင်ဆိုပေမဲ့ပြည်သူရဲ့တောင်းဆိုမှုတွေကိုလက်ခံပြီးငြိမ်းချမ်းစွာနဲ့ညှိနှိုင်းအာဏာလွှဲပေးခဲ့တဲ့အတွက်ပါပဲ။အဲ့ဒီအချိန်ကနေအခုထိ check နိုင်ရာနောက်ပြန်မလဲပဲဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှောက်လန်းနေတာတွေ့ရပါတယ်။နောက်ထပ်ပိုနီးစက်တဲ့နိုင်ငံတစ်ခုကတော့ဖိလစ်ပိုင်ပါ 1986မှာ People Power Revolution လို့ခေါ်တဲ့ပြည်သူ့အုံကြွမှုကြောင့်နှစ်ပေါင်း20ကျော်အုပ်ချုပ်ခဲ့တဲ့အာနာရှင်မာကိုစင်ပေးခဲ့ရပါတယ်။အဲ့ဒီအချိန်ကလေးကဖိလစ်ပိုင်ဟာလည်းအရန်မခိုင်ပါပဲမဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာပဲဆက်ရှိနေခဲ့ပါတယ်။အဲ့ဒီနိုင်ငံတွေကိုမြန်မာနိုင်ငံနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အာနာရှင်ချင်းတူတာတောင်ကျွန်တော်နိုင်ငံကစစ်ဘိုလ်ချုပ်တွေကလူရုရဲ့ဆန္ဒကိုတန်ဖိုးမထားပဲဘိုမိုင်ရဲ့ကြ ခေါင်းမာတာကိုတွေ့ရပါတယ်။ဒါပေမဲ့88ရဲတော်ပုံရဲ့ရလက်ကတော့စစ်ကောင်းဆောင်တွေကပါတီစုံရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပေးခဲ့ရတာပါပဲ။တောင်ကကိုယ်စားရွေးကောက်ပွဲမှာဒီမိုကရေစီပါတီတွေအနိုင်ရခဲ့ပါတယ်။ဒါပေမဲ့မြန်မာစစ်ကောင်းဆောင်တွေကတော့ရွေးကောက်ပွဲရလက်ကိုအတိမတ်မပြုတ်ပဲပြသိမ့်ဖြစ်ခဲ့ပါတယ်။အဲ့ဒီရွေးကောက်ပွဲတခုတည်းမဟုတ်ပါဘူး။နောက်နှစ်30အကြာမှာလုပ်ခဲ့တဲ့2020ရွေးကောက်ပွဲရလက်ကိုလည်းစစ်ဘိုလ်ချုပ်တွေက နောက်တခါထပ်ပြီးဖြည့်ဆည်းခဲ့ပါတယ်ဆိုတော့ဒီမိုကရေစီရဲ့အခြေခံဖြစ်တဲ့ရွေးကောက်ပွဲနီလန်းကလည်းဒီမိုကရေစီကိုပေါ်ဆောင်ဖို့ကျွန်တော်နိုင်ငံမှာအခုထိတော့အလုံးမဖြစ်ခဲ့ပါဘူးအာနာရှင်စနစ်ကနေဒီမိုကရေစီကူးပြောင်းရေးမှာရွေးကောက်ပွဲဟာအရေးပါတဲ့အခန်းကပါဝင်ခဲ့တဲ့နိုင်ငံတစ်ခုကတော့အင်ဒိုနီးရှားပါ1996ရွေးကောက်ပွဲမှာအကြက်သားအစိုးရကအာဏာရခဲ့ပြီးစစ်တပ်ကနိုင်ငံရေးမှာဝင်ပါနေတာကို 2004မှာဖယ်ထုတ်နိုင်ခဲ့ပါတယ်အကြောင်းစရင်တော့မြန်မာပြည်သူတွေကဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုရှိပေမဲ့စစ်ဘိုတွေကတော့အဲ့ဒီယဉ်ကျေးမှုမသိတဲ့သူတွေဖြစ်နေလို့ပါပဲ1988လူလူအောင်ကြမှုနဲ့1990ရွေးကောက်ပွဲရလက်ကတာဒီမိုကရေစီစနစ်ကို တကယ်လမ်းဖွင့်ပေးနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်နိုင်ငံကနှစ်ပေါင်း30ကျော်ဒီမိုကရေစီနိုင်ငံဖြစ်နေမှာပါ နှစ်ဖက်ညှိနှိုင်းတဲ့နီလန်တနည်းအားဖြင့်အုပ်ချုပ်သူတွေဘက်ကပျော်ပြောင်းပြီးညှိနှိုင်းအလျှော့ပေးတဲ့နီနဲ့ကမ္ဘာမှာဒီမိုကရေစီရခဲ့တဲ့နိုင်ငံတွေ ရှိပါတယ်။ဥပမာတောင်အာဖရိကနဲ့တောင်ကိုရီးယားပါ။နယ်ဆန်မန်ဒဲလာကိုလူပြူအစိုးရသမ္မတဖြစ်တဲ့ဖရက်ဒရစ်ဒီဂလက်က1990မှာထောင်ကနေလွတ်ပေးပြီးသူတို့ကြားညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ခဲ့ပါတယ်။ပြည်သူတွေရဲ့စန့်ကျင်မှု Civil Disobedience Movement ဆိုတဲ့ CDM လှုပ်ရှားမှုတွေကလည်းအဓိက PR တွေပါ။ နောက်၄နှစ်ကြာမှာမန်ဒယ်လာတောင်အာဖရိကရဲ့သမ္မတဖြစ်လာပြီးဒီကလပ်နဲ့အတူအသွင်ကူးပြောင်းရေးတွေကိုဆက်လုပ်ခဲ့ကြပါတယ်။တောင်ကိုရီးယားအာဏာရှင်ချန်ဒူဝန်ကလည်း၁989ဇွန်ဒီမိုကရေစီဆန္ဒပြပွဲတွေကြောင့်နောက်ဆုံးမှာဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကိုစတင်လှုပ်ဆောင်ခဲ့ရပါတယ်။တောင်ကိုရီးယားအခုဆိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာပဲဆက်ရှိနေပါတယ်။ကျွန်တော်တို့မြန်မာမှာလည်းဦးသိန်းစင်အစိုးရသွားတဲ့ပုံစံကအဲ့ဒီဘက်ကိုသွားသလိုရှိခဲ့ပေမဲ့ ။နောက်ဆုံးတော့စကောင်းဆောင်တွေကတောင်အာဖရိကနဲ့တောင်ကိုရီးယားကခေါင်းဆောင်တွေလို့မဟုတ်ပဲအာနာကိုအတင်းပြန်လုခဲ့ကြပါလေ။ဗမာမျိုးတွေအားလုံးပဲဒါကတော့ကမ္ဘာမှာရှိတဲ့နိုင်ငံတွေမှာလောက်ပဲဆိုးရွားတဲ့ကောင်းတွေဖြစ်ဖြစ်အခုလိုမျိုးအနေထားတစ်ခုနဲ့တွေ့ရတဲ့အခါမှာပြည်သူတွေရဲ့စန္ဒအရေးကြီးတယ်ဆိုတာကိုဖော်ပြထားရဖြစ်ပါတယ်။ဒါမှလည်းရှိမှာတော့မြန်မာနိုင်ငံမှာတော့မင်းအောင်နိုင်တဲ့ကောင်းတွေနဲ့ကတော့အလုံးသိတဲ့အတိုင်းပဲ။ဟုတ်ပြန်လှည့်လို့မရတဲ့လမ်းကိုရှောင်ယူလို့ပါပဲ။အဲ့မဲ့ဆိုရင်ဖတ်လို့မရတဲ့အနေထားတစ်ခုကဖြစ်နေတာပါ။ဒါကြောင့်ကောင်းတွေမျိုးတွေအားလုံးပဲ ေးစင်နဲ့အမျှ online သီးတိုင်းသီးရှိပြီးဖက်ဖက်ကနေပြီးတော့ဝိုင်းဝန်ထောက်ပံ့ကြဖို့ဒီနေ့ကနေပြီးတော့တက်မှတိုက်တွင်းနေပဲ